အညာဆေရောထောင်းကိုရီးယားလန်ဂွေ့ချ်ကူကနေပြီးတော့ပြန်လည်ကြိုးစားပါရနော်ဒီချိန်က EPS တင်ယူတဲ့ meaning လေးတွေပြီးရင်အခုဆိုရင်မွန်းနှောင်းချောင်းပူလေးတွေအထိရောရပွန်းတို့ကိုတိုင်းတည်တည်ချာချာလေ့လာလို့ရအောင်လို့ဗီဒီယိုလေးတွေနဲ့အတူသင်ခန်းစာလေးတွေကိုတင်ပေးနေတာပါအဲ့ဒီအတွက်ကြောင့်မို့ဒီချိန်ရဲ့ channel ထဲမှာ playlist လေးတွေခွဲပြီးတော့စနစ်တကျတင်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ရောရပွန်းတို့ဝင်ပြီးတော့လေ့လာနိုင်ပါရနော် channel လေးကိုအရင်ဆုံး subscribe လုပ်တော့ပုံမမိနဲ့နော် ခဏဆိုရင်ဒီအခန်းမှာမွန်နွားချောင်ပိုအခန်း၈ကိုပြောရအောင်အခန်း၈ကခါချိုးခွာချင်းကုမိသားစုနဲ့တငယ်ချင်းဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်အခန်း၈ရဲ့မွန်နွားချောင်ပိုစောင်းနဲ့လိုက်ကြည့်မယ်လို့ပါစာမျက်နှာ129မှာလိုက်ပြီးတော့ကြည့်လို့ရပါတယ်နော်အခန်းရှိရဲ့မွန်နွားချောင်ပူကတော့နုတ်ဖွင့်မှာကဗမ္မာနုတ်ဖွင့်မှာကျလို့အမြင့်သုံးစကားပေါ့ယဉ်ကျေးသုံးစကားနဲ့ဗမ္မာပုံမှန်ကျလို့ ပြောတဲ့တငယ်ချင်းပြောပြောတဲ့စကားပေါ့ဒီအကြောင်းလေးကိုပြောမယ်တဲ့လွှဲပါတယ်ကြည့်ကြည့်အောင်ဟန်ကူခေါ်ရနင်ကိုရီးယားဘာသာစကားမှာတော့တဲ့နိုဖင်မာဒါမှမဟုတ်ချွန်းသဲမာနှစ်ခုခေါ်ပါတယ်အမြင့်သုံးစကားယင်ကြီးသုံးစကားဆိုပြီးတော့ပြောပါတယ်နိုဖင်မာချွန်းသဲမာကွာဖမ်မာတငယ်ချင်းပြောပြောတဲ့စကားဆိုပြီးတော့1မီတာရှိပါတယ်တဲ့နိုဖင်မာရင်အဲ့တော့အမြင့်သုံးစကားကချာရှင်းဘူတာချာရှင်းဘူတာမိမိကိုကိုထက် နာကြီးကမန်ခေါ်နာအဲတော့အသက်ကြီးတာကိုခືကောင်နဲ့မသုံးနော်နာကြီးကမန်သာအသက်များတယ်ဆိုပြီးတော့သုံးတာပါနာကြီးကမန်ခေါ်နာမိမိထက်ပိုပြီးတော့အသက်ကြီးတာဖြစ်ဖြစ်ဂျီဝီကနုဖွန်းစားရမယ်ကဲဂျီဝီယာတူးကနုဖွန်းစားရမယ်ကဲမြင့်တဲ့လူယာတူးကြီးတဲ့လူကိုတဲ့စားယုံဟာမြောင်းသုံးပြီးတော့ဖမ်းမတဲ့ဖမ်းမတငယ်ချင်းပြောပြောတဲ့စကား ကတော့나이가적근사람အဲ့တော့じゃああたငယ်တာကိုလည်းသူတို့ကအသက်နည်းတယ်လို့ပဲသုံးပါမယ်나이가적근사람မိမိထက်ပိုပြီးတော့အသက်ငယ်တဲ့လူကိုစားရောက်ဟမိတာအသုံးပြုပါတယ်တဲ့ခရောနာထားပေးမယ်ခြားရှင်းဘူးသား나이가적어도မိမိထက်အသက်ငယ်လည်းပဲချောင်းမန်နန်းစားတယ်ချောင်းပထမဆုံးမန်နန်းစားတယ်တွေ့တဲ့လူ ဤနာထုံးမဟုတ်တဲ့ခါကပ်တိအာနန်းဆာတယ်မနီးတဲ့လူဆိုပြောချင်တာပါလဲဆိုတော့ရင်းနှီးမှုမရှိတဲ့လူပြောချင်တာနီးတယ်ဝေးတယ်ဆိုလို့ဝေးဝေးရနေပြောတယ်နီးနီးပြောတယ်အဲ့ဒါကိုပြောမှာမဟုတ်နော်အဲ့တော့ကိုနဲ့ရင်းနှီးမှုမရှိတဲ့လူကိုဆိုရင်တဲ့ဆန်တဲ့ဘန်ဆန်တဲ့ဘန်တဖက်လူတဖက်လူကိုချုံချုံဟာနန်းဝီမီလို့ချုံချုံဟာတာလေးစားတယ်ဝီမီအတိတ်ပဲ အဲ့တော့တဖက်လူကိုလေးစားတဲ့အတိတ်ပဲအနေနဲ့တဲ့노프마르사용하는것이좋습니다အမြင့်သုံးစကားယဉ်ကျေးသုံးစကားကိုပဲပြောတာကောင်းပါတယ်ချွဲကွန်းနဲ့နဒါလေးတားပြပါအောင်မယ်ချွဲကွန်းနဲ့ဆိုတာလက်တလောမှာလို့ပြောကြတာလက်တလောမှာဆိုရင်ချစ်ချမ်းငယ်ဆိုတော့အလောက်ခွင်မှာဆိုရင်တဲ့ชาရှင်းဘူတာအော်လီခေါ်နာအော်လီတာ 어리다래네외라오별라봐아자신보다언니다들어미타보비로네래도마호지위가낮은사람에게꽃해보비로자주내내누고레베높은말을사용하는경우가많습니다높은말인지동작하고배사용하는경우가어규례아치니리가많습니다미바래한국어로코리바다자가피말할때는자가별의체임수인 ်ထဲဝါဆန်တဲ့ဘန်ကြီးနာအဲ့တော့ထဲဝါဆိုတာဒီထဲလိုအပြန်အလှန်စကားပြောခြင်းကိုထဲဝါလို့ခေါ်တယ်ပေါ့နော်အခုဒီလိုမျိုးဆိုရင်ဒီထဲကတယောက်တည်းပဲပြောနေတာမျိုးပေါ့ယောရဘုန်းတို့ကအာဗီဒီယိုနဲ့ကြည့်မယ်ဒီထဲတယောက်တည်းပြောနေတာမျိုးထဲဝါလို့မပြောဘူးနှစ်ယောက်သုံးယောက်အပြန်အလှန်သူပြောတာပြောပြောတဲ့ဟာမျိုးကိုထဲဝါလို့တုံးတယ်ပေါ့အဲ့တော့ထဲဝါဆန်တဲ့ဘန်ကိုနဲ့အပြန်အလှန်စကားပြောတဲ့ဆန်တဲ့ဘန်တစ်ဖက်လူသို့မဟုတ်ထဲဝါ ဆောင်းဝမ်းဆောင်းဝမ်းဆိုတာအခြေအနေအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ချဲတို့ကအော်လူကြီးရင်ရှိမှစကားပြောရလားဒါမှမဟုတ်ရင်လူတွေအများကြီးရှိမှကိုကတခုခုကိုတင်ပြပြောဆိုနေတာလားသတင်းပြောနေရတာလားဒီလိုမျိုးပေါ့နော်အဲ့တော့စကားပြောတဲ့အခြေအနေတွေကိုအဲသားလားအလိုက်အဲစကားပြောတဲ့အခြေအနေအရစကားပြောတဲ့အခြေအနေအလိုက် no print မှာကဗမ္မာတဲ့အမြင့်ဆုံးစကားယဉ်ကျေးဆုံးစကားနဲ့ဗမ္မာတကယ်ချင်းပြောပြောတဲ့စကားကိုချားကောင်းကောင်း 구별해서 구별하다 소라 쾌차라고 별아마 그럼 꾸안내고 띠띠차자 쾌차비를 사용해야 합니다 동뷰야밤에 그러지 않으면 알로묘 말로부소인 상대방을 답할르고 꼬네다가 변이에 답할르고 불편하게 할 수 있습니다 맞다맞다 피스이바에 디디야 한평한평으로답파 말에 벨래 ချာရှင်းမူတာနိုင်ကမန္နာတို့မိမိထပ်ပို့ပြီးတော့အသက်ကြီးလဲပဲခါကြိုးကခါချီမိသားစုလိုမျိုးအာကျုအယန်းကိုပဲခကောင်းခွန်ကဲခုနပြောပြပြီးနီးဆက်တယ်ပေါ့ဒီမှာရင်းနီးတယ်နီးဆက်တယ်ခွန်ကဲဆိုတာကျလို့ဆက်ဆန့်ရေးကိုပြောတာပါအဲ့တော့နီးဆက်တဲ့ဆက်ဆန့်ရေးဆိုရင်တဲ့ဖမ္မာဒင်းဆာယုံဟာကီတို့ဟမ်မီတာကိုရအသက်ကြီးလဲပဲဖမ္မာနဲ့အတုံးပြူတယ်ဆိုတာ တငယ်ချင်းပြောပြောတယ်ဆိုတော့ကိုနဲ့အရန်ကိုပဲနီးကတ်တဲ့နီးဆက်တဲ့ဆက်ဆံရေးမှုလို့ပြောတာပါတဲ့တားလီနာအာဒရီတမီတို့မဟုတ်တားတွေကတဲ့ဘူမိုနင်းကေဘူမိုနင်းဆိုတာမိဘမိဘကိုဖမ်းမရဟာနန်ခေါ်စံဖမ်းမပြောတယ်တငယ်ချင်းပြောပြောတယ်ဆိုတဲ့အရာကတဲ့ရှီကဲသူဒုစုအင်းငေါ်တော့ပြောနေတာကလည်း လွယ်လွယ်ကူကူကြားနိုင်တာကလည်းပေါ့နော်အဲ့တော့သားသမီးတွေကမိဘတွေကိုတကယ်ချင်းပြောပြောတဲ့ပုံစံမျိုးငါတို့လွယ်လွယ်ကူကူကြားနေနိုင်တာဘာလို့လဲဆိုတော့အီးတဲမွန်နီမီတာထားကြောင်ဖြစ်ပါတယ်ဆိုတော့မိသားစုမလို့ရင်းနှီးလို့မလို့ဖမ်းမပြောတယ်လို့ပြောတာပါอีวาคัตชิทีโลမျိုးတဲ့နုတ်ဖွင့်မှာကဖမ်းမာတဲ့အမြင့်ဆုံးစကားနဲ့တငယ်ချင်းပြောပြောတဲ့စကားကခြုံခြုံရဲ့ချောင်းတို့ပုံမှန်အညီလားခြုံခြုံခုနပြောလေးစားမှုရဲ့ချောင်းတို့ အကန့်အသတ်ပေါ့နော်အတိုင်းတာပေါ့အဲ့တော့လေးစားမှုအတိုင်းတာပုံမှန်အာညီတာတင်မဟုတ်ဖဲနဲ့ချင်းမီခံမဲ့ချုံတို့ချင်းမီခံဆိုတာလည်းအဲလိုယင်းနီးမှုကိုပြောတာပါယင်းနီးမှုအတိုင်းတာကိုဒရော့နေနံဒရော့နေတာဖော်ပြတယ်ဖော်ထုတ်ပြတယ်ဖော်ထုတ်ပြတယ်ဂျွန်ယိုဟန်ယောက်ခါဒီဟာမီတာဂျွန်ယိုဟာတာအရေးကြီးတယ်ယောက်ခါဒီဟာမီတာအခန်းခဏကိုဆောင်ရွက်ပါတယ်တဲ့ ထားဆိုရင်အခန်း၈ကမွန်နှောင်းချောင်ပူလေးလည်းဖြောက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီချက်ဗီဒီယိုလေးကရောရောပုံတို့အတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။ဒီချက်နဲ့နောက်ထပ်သင်ခန်းစာအစ်စ်တွေကိုနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။အညော